MSP အခုဒီနေ့မိတ်ဆက်ပေါ်မှာအခုကြည်ထားရပါဘူးเนาะခလေးတွေမိတ်ဆက်တယ်အဲဘသူကတွက်လဲအဲဘသူကအဲ့လိုပေါ့နော်ပြောဆိုကောင်းလဲအဲ့ဒါလေးကိုမှတ်ထားရဲကိုကလေးတယောက်ချင်းစီကိုကိုဒီနေ့ တော်တော်ကဒီပေါ့နော်လေတက်မစ်ဆာရဲ့ mix ပွဲတွေကတော့မျိုးဆက်တဲ့အလားမောင်မဲ့ပွဲတွေကတော့နှစ်စဉ်တော်တော်ကျင်းပနေကြပွဲတွေဖြစ်ပါတယ်ဒါမဲ့ဒီနှစ်လေတက်မစ်ဆာရဲ့ mix ဘာမှ2025ကတော့ပုံမှန်ကျင်းပနေကြပေါ့နော်တော်တော်ကျင်းပနေကြပွဲတွေနဲ့လည်းမတူဘူးမြန်မာနိုင်ငံမှာကျင်းပဘူးခဲ့တဲ့ပွဲတွေနဲ့လည်းမတူတဲ့လေတက်မစ်ဆာရဲ့ mix ဘာမှ2025ပွဲလေးကိုတော်တော်တို့ဒီပေါ့နော်ဆယ်လာပိုင်းတည်းမှာအောက်တိုဘာလတည်းမှာကျင်းပမှာဖြစ်ပါတယ် အဲတော်တို့လေဒီပွဲဟိုအချိန်ကြီးအတွက်နဲ့ပြောရင်တော့အများကြီးပဲပေါ့နော်ဒါပေမဲ့ little miss side mix ဘာမှအနေနဲ့ဆိုရင်တို့တို့ကသုံးချိန်ပဲရှိသေးတာဒီ title နဲ့ဆိုရင်ပေါ့နော်အဒီ title လေးကိုတို့တို့ကပြောင်းလဲပြီးတော့ပေါ့နော်အရင်တော့ဆို hidden jewel တို့အဲအဲ့လိုမျိုးပေါ့နော်အများကြီးပေါ့ဟိုပြောင်းလဲထားရနေပြီးတော့မှဒီ little miss side mix ဘာမှဆိုတာလေးကတို့ကနိုင်ငံတကာ ဒီပြိုင်ပွဲအထိပေါ့နော်ဒီထိုးပေါက်နိုင်မဲ့နာမည်လေးတစ်ခုအနေနဲ့ကိုရီးယားတော့ဘာလို့လဲဆိုတော့ Little Miss ရဲ့ mix မြန်မာတို့ဘာလို့ကတော့ရှိတာ ਉਹ ရှိတဲ့အခါကျတော့သူက Little Miss ရဲ့ mix ဘာမှဆိုပြီးတော့ဒီ title လေးပေးထားတာဖြစ်ပါတယ်ဟုတ်အဲဒီပေါ့နော်ဒီ Social Founder ကြီးကနေပြီးတော့ဒိုင်းအဖြစ်လာလုပ်ပေးပါတဲ့အဲ့ဒါကြောင့်နော်ပူဇော်လို့အမ်ပူဇော်လို့လာလုပ်ပေးရတာပါပုံမှန်အပြင်တော့ဟိုသူတို့ရဲ့ personality နဲ့သူတို့ရဲ့ပြုမှုနေထိုင်အခုအခုဆိုအခုဒီနေ့မိတ်ဆက်ပေါ်မှာအကိုကြည့်ထားတယ်ပေါ့နော်ခလေးတွေမိတ်ဆက်တယ် အဲဘသူကတွက်လဲအဲဘသူကအဲ့လိုပေါ့နော်ပြောဆိုကောင်းလဲအဲ့ဒါလေးကိုမှတ်ထားရဲကိုကလေးတယောက်ချင်းစီကိုကိုကြီးနေအဲဒါကတော့ဂျန်တဲ့အမှတ်ပေးတာတွေကတော့နောက်မှာပေါ့နော်သူတို့ကြီးသူတို့ဒီချင်းပါတဲ့လူတွေရှိသေးတာပေါ့နော်ဒါပေမဲ့အကူကတော့မှတ်ထားရတယ်ဒီနေ့တွက်လက်တဲ့ကလေးလေးရှိပါတယ်အကူမှတ်ထားလိုက်ပြီပါဗျအဲ့တော့ဒါအကူတွေကဒါအကြည့်နဲ့ရတယ်နဲ့ဒါသုံးဖြတ်ထားရတယ်အဲသုံးဖြတ်ထားတယ်အကူကလို့ရာဇေလိုက်ကြည့်တယ်လိုက်ကြည့်ပြီးတော့အခုတားပွဲတော့လည်းအတိုင်းပဲဘူးဘူးပါဘူးဘူးရမယ်ရာဇေသွားတဲ့အကူကသူ့ကိုပြောထားပြီးသား မင်းအဲ့ချောင်းမှာမင်းကျင်းတည်တယ်ပါမအဲ့လိုပြောခဲ့တာဗောနော်ဒါအနေနဲ့ဆိုရင်ဒါကိုစည်းစာတို့ရောမမမေပြီးတော့မဟာမေမြတ်ဝါဆိုပြီးတော့မိတ်ကက်လင်းလင်းဗောနော်မိတ်ကက်လင်းလင်းပါမယ်ပြီးရင်အဲတောက်ဆောင်ထဲမှာဆိုတောက်ဆောင်လာပြီးတော့မမများတည်တာတို့ဒါအများကြီးပါဘာလို့လဲဆိုတော့တို့က final show မတိုင်ခင်မှာ talent show ရှိသေးတယ် talent show ကဒီပြိုင်ပွဲရဲ့အယောက်60ကျော်ရဲ့ talent show ကမိုးလေးကနေမိုးချောက်လောက်သွားမှာ ਉਹ သွားမဲ့အခါကျတော့တို့က40ယောက်တစ်ဖွဲ့တစ်ဖွဲ့စီမှာဒိုင်း နေကပြောင်းပြောင်းသွားမှာအဲပြောင်းသွားမှာဖြစ်တဲ့အတွက်ဒီ talent show တောက်လျှောက်မှာလည်းအဲတို့ jazz ရာထပ်ပြီးကြီးညာအောင်မှာ final show မှာလည်းပေါ့နော်ဒိုင်းနေရထပ်ပြီးတော့ဟိုကြီးညာသွားမှာပါဟုတ်အဓိကတော့လေဟိုကလေးတွေကတော့ကလေးတွေလို့ပေါ့နော်အားလုံးပဲအာဟိုသူတို့ကတော့တက်လဲတက်တယ်လိုးလက်လက်ပေါ့ပါသူတို့ကကြတော့လေအဲ့ဒီ little miss ရဲ့ mix ဘာမှပြိုင်ပွဲကျင်းပခြင်းကအရေးကြီးဆုံးကတော့ဒီနှစ်မှာ time ပြိုင်ပွဲလွှတ်ဖို့အတွက်လူမရှိသေးဘူး အဲပထမတစ်ချက်ကပေါ့နော်အရင်ဆိုရင်ပုံမှန်ဆိုရင်တို့က local ပွဲလေးတွေ15အယောက်90နဲ့ပွဲတွေအများကြီးကျင်းပတယ်ကျင်းပတဲ့အခါမှာဒီပွဲမှာ2ယောက်လောက်ဟိုပွဲမှာ3ယောက်လောက်ဟာလူစုထားမိတယ်ဒါမဲ့တောက်လျှောက်မှာတို့ကပွဲတွေလောက်တာလဲကျဲသွားတဲ့အခါကျတော့လူမရှိဘူး မရှိတဲ့ခါကျတော့ဒီပွဲလေးကအာတို့တို့ပေါ့နော်ဒီမြန်မာနိုင်ငံရဲ့ကလေးအလားမောင်မယ်ပြိုင်ပွဲတမိုင်းမှာလေအာဒါဟိုပေါ့နော်ဟိုဒီ2025ခုနှစ်အတွက်ကမှတ်ချောက်တင်နိုင်မဲ့ပွဲလေးတစ်ပွဲဖြစ်မယ်လို့တော်တော်ယုံကြည်ပါတယ်။ဘာလို့လဲဆိုတော့တော်တော်အနေနဲ့လည်းပွဲချင်းပါလာတဲ့ဆယ်စုနဲ့တစုမှာအာဒီလောက်လူကြီးများများနဲ့ပွဲမလုပ်ဖြစ်သေးဘူးပေါ့နော်။အာပြီးတော့ဒီ 2018နောက်ပိုင်းမှာလည်းမြန်မာနိုင်ငံရန်ကုန်မြို့တစ်ခုလုံးမှာလည်းဘဲ organizer မှလည်းလုံနိုင်ခဲ့လို့လည်းမထင်သေးဘူး။ဒါတော်တော်နောက်မှာတော့တော်တော်ပုံစံ copy လောက်တာပဲဖြစ်ဖြစ်အဲစင်တူတာပဲဖြစ်ဖြစ်ရှီကောင်းရှီလာမှာဒါဆိုတော့မြန်မာပြည်က copy ရန်ကောင်းတာအောင်เนาะအဲ့တော့ရှီလာလည်းဘာမှဖြစ်ပါဘူး။အားလုံးကစီးပွားရေးလောက်တာပဲလीเนาะတို့ကစီးပွားရေးတမဖြစ်တဲ့အတွက်စီးပွားရေးတမလို့ပဲသွားတယ်။အဲစီးပွားရေးလောက်ဆရာရှီရလောက်မယ်။အဲ့တော့တော်တော်ကလေးတွေကို training ပေးတဲ့အခါမှာသူကပြောတယ်ပြိုင်ပွဲတိုင်ပွဲစီစင်မော်ရရင်စုရရတဲ့သူရှိမယ်မရရတဲ့သူရှိမယ်ဒါပေမဲ့ training ပေးတဲ့အချိန်မှာအယောက်60ရှိရင်60လုံးပြီလက်ဖမိုးလက်ဖွားအသားပဲအမေသူတို့အဲ့မှာသူတို့အတွက်ရုပ်ပိုင်းအတွက်ဘာရသွားမလဲစိတ်ပိုင်းဆိုင်ရာအတွက်သူတို့ဘာရသွားမလဲအဲ့ဒါကိုသူတို့ဒီပိုင်ပွဲမတိုင်ခင်မှာ training ကာလမှာပေးလိုက်နိုင်တယ်ဒီကလေးတွေ carry လုပ်သွားနိုင်သူတို့ဘက်မှာအထောက်ပံ့တစ်ခုဖြစ်မယ်အဲအဲ့လောက်ပါပဲသူတို့ကတော့ဟုတ်ပါ Myanmar Star Bazaar